ဒေါ်လာပေါ်ရည်ကြီးတော့ဖြစ်ပါတယ်။အခန့်ပြန်လေရောက်ရှိလာပါပြီ။ဆလာတစ်ခါလောက်လာရောက်ပေးရတယ်ပေါ့နော်။ဒီတော့ဒီတော့မှာကျွန်တော်တို့ချိန်ချန်နေနေထားပေါ်လာဆိုတော့မပေါ်ဘူး။ဆလာမှတစ်ခါကျွန်တော်တွေ့ရတယ်ဆိုတော့ဒီတော့ဒီနိုးနေထားလေးမှာကျွန်တော်တို့ဒီမှာဒီကြိုချောင်းရှိမယ်။ဒီမှာဆတော့ဆန်နေတန်းစီမီရှိနေမယ်။ဒီဖေးကကျွန်တော်တို့ရက်ကန်ချောင်းဖြစ်ပါတယ်။ဒီတော့ရက်ကန်ချောင်းနည်းနည်းထိုင်ရှိတဲ့မှာအင်းဒီအင်းကိုပြန်နေတဲ့အကြောင်းပြပေးမှာဖြစ်ပါတယ်။ဒီနေ့ကဆိုလို့ရှိရင်၃၀ တရား၅ခုဆိုတဲ့အနေနဲ့မှာမိတ်ဆွေတို့အနေနဲ့ခြံပေါ့နော်အဓိကကခြံနေခါလင်းနောက်ပြီးတော့ဒီလမ်းလေးကလည်းနည်းနည်းနဲ့ဒီမှာပါတယ်ဒါပေမဲ့ပုံမှန်တိုင်းလေးကျွန်တော်တို့လေးလေးတစ်ခါတော့ဒီနည်းနည်းလေးညှုပ်တယ်လို့နော်ဒါဖြစ်လို့ဆိုတော့သူ့အိမ်ကိုလည်းအမြင့်သူမဆောက်ပါဘူးအဲအဲ့တော်ကြောင့်မူဒီအပိုင်းလေးကဒီမြုပ်တယ်ဆိုတော့ညာခဏလေးပဲတန်လျင်းနဲ့နေရတော့ကြောင့်မူဒီဒီပြန်စီးစီးဖတ်သွားတယ်ပေါ့နော်အလုံးလုံးကြာငားရက်ဒီတော့ဂါမိတ်ဆိုလို့နေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဟုတ်ပါ့ဘူး ြစ်ပါတယ်အရှင်မှာကားဘူးတော်ရှိမယ်ရေပေါ်ပေါ်နော်ဒီဒီကန်လေးရှိဘူးဆိုတဲ့နေ့ခါလေးမှာဒီမျိုးသစ္စာအိတ်ဒီသစ္စာအိတ်ရှိရှိတလုံးပေါ့နော်ပူပူရှိရှိတလုံးကိုဖောက်ထားတာဖြစ်ပါတယ်ပြီးတော့ဒီအနေထားလေးမှာ function forest ဒီ3500ဆိုပြီးမှာအဓိကကတော့ဒီရဲ့ဒီတော့ရဲ့မြေတံမိုးနေထားလေးကိုသူ့အနေနဲ့ခွာရဖြစ်ပါတယ်ပြီးတော့ nation အနေနဲ့ကဒါကဒီမျိုးချက်အကျဉ်းဝင်တစ်ခုမှာကဒါစီဝိုင်းလုပ်ငန်းတစ်ခုပြီးထောင်လို့ရတယ်ဆိုတဲ့အနေထားလေးမှာ အရင်ကိုရှင်ဝင်နေလို့ဖြစ်တဲ့အကြောင်းမျိုးရှာပါသေးဖို့ဖြစ်ပါတယ်။အဲတော့ channel ပါကြည့်အောင် channel ရည်ရည်ရတဲ့ network ကြည့်ချာနေရှင်းလားဘာကြည့်မလဲ။မာပေးပြီးဆက်လာမှာမနက်ကပြင်နေတယ်ဆိုတာကျွန်တော်ချက်ပြီးအဲအမှလကပြင်နေတယ်အတော်တော့ဆုံးလိုက်တော့ဒီကတော့ channel ကပြည့်ပြင်ကြီးပေါ့နော်ပြည့်ပြင်နေတော့နေရတယ် ာဒီလိုမျိုးရှိမယ်နောက်ပြောဒီပါခြံရဲ့အနောက်အထူးကြဲတယ်နော်အဲ့လိုမျိုးနေဆက်ပါဒီတော့အမေဆီလိုနေနဲ့ဒီလိုမျိုးအနေထားလေးတစ်ခုပေါ့နော်ကျွန်တော်တို့ဇီတော်လိုနေရာမျိုးမှာမျက်နှာစာ32ပြီအနောက်ကို ေ150ဆိုတဲ့အချက်ကတော်တော်လေးရှားတဲ့အချိန်မှာပါဒီတော့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားရဖို့လို့ရှိရင်ဒီခေတ်ဒီကာလဒီချိန်မှာပိုင်ရှင်ခေါ်တဲ့ဈေး3500ပိုင်ရှင်တိုင်းရိုက်စိတ်တိုင်းရှိနိုင်ဖို့ဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့နင်းစိတ်ဝင်စားရဖို့လို့ရှိရင်ကျွန်တော်တို့ဒီတော့ပေါ့နော်ဒီတော့ဆိုတဲ့အနေထားလေးဒီဖြစ်ပါတယ်ဒီပါတယ်ဘောနော်အရှိတ်ပလိုက်မဆိုရင်ပတောင်းလဲကျတော့အထာကနဲ့နင်းနီးရဲ့နောက်တော့ကန်တာယာနဲ့လည်းနီးရဲ့ဒီ develop ပျော်သွားလို့ရှိရင်ကျွန်တော်တန်လိမ့်မြစ်ကြီးရှိပါဒီတော့ဒီလိုမျိုးနေသားလေးမှာ စီးပွားရေးတွေလည်းအိမ်ဒူအိမ်ကြားပေါ့နော်အိမ်တလုံးကြားစီးပွားရေးတစ်မျိုးစီလုံနေကြတယ်ဆိုရင်ဒါလေးဒီမှာကိုယ်နေနဲ့ဒီမှာစီးပွားရေးလုံနေတယ်ခါဒီရှင်းမရှင်းနေနဲ့စဉ်းစားပြီးတော့ဒီချက်ဝယ်နေပါလေအားလုံးကျေးဇူးတင်ပါဒါကအိမ်နေထားလေးဖြစ်ပါတယ်ကျွန်တော်တို့အိမ်ပေါ်ထဲတက်လာမယ်ဆိုလို့ရှိရင်ဒီမှာရှေ့မှာပေါ့နော်ကျွန်တော်ယောစတိုင်း တန်းစီပြီးတော့နေလို့ရတဲ့နေရာရှိတယ်။နောက်ပြီးတော့ဒီမှာကျွန်တော်တို့ဝင်ဝင်ချင်းအဲ့ခင်နဲ့ဖျားခင်ကိုတွေ့ရမယ်။နောက်ပြီးတော့ဒီအရှိမတပြင်းလေးတစ်ခုရှိရပါတော့။လေးလေးတစ်ခုခုနဲ့ Okay ။ဒီတော့ကဒါကကျွန်တော်တို့အိမ်အဲ့ခင်အနေထားမှာမျက်နှာချက်တွေပါနေမရှိဘူး။အရင်တိုင်းနော်သုံမိုးလေးအတိုင်းတွေ့ရမယ်။နောက်ပြီးတော့ဒီအိမ်ကဗီဒီယိုတွေနဲ့ကာရာတော့တွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးနေထိုင်လေးဖြစ်မယ်ဒီမှာအခန်းတစ်ခန်းရှိမယ်ဆိုတဲ့နေထိုင်လေးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အခန်းတစ်ခန်းတွေ့ရမယ် အခန်းခန်းရှိတယ်။ Okay ဒီတော့ကဒီအနောက်ဘက်ဆန်သွားမယ်ဆိုလို့ရှိရင်ဒီမှာဒီဟိုမှန်လီငုံစင်းတွေဒီကဲတတားတွေမှန်လီငုံစင်းတွေထားတဲ့အပိုင်းပေါ့နော်အဲ့လိုမျိုးတွေ့ရပြီးတော့ဒီဘက်ဆန်မှဆိုလို့ရှိရင်နောက်ထပ်အခန်းတစ်ခန်းလေးကိုထပ်တွေ့ရမှာဖြစ်ပါတယ်။ဒီတော့ကနောက်ထပ်ညောဆက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနအဝင်ပေါင်းနဲ့ဒေးပေါက်တဲ့နေရာလေးပေါ့နော်ဒေးပေါက်တဲ့နေရာလေးကနေပြီးတော့ကျွန်တော်တို့ဒီအနောက်ဘက်ဆန်သမင်းစာဝိုင်းတွေပါနေရှိမယ်။ မင်းစားဝိုင်းတွေရှိမယ်နောက်ပြီးတော့ဒီမှာခမင်းချက်တဲ့နေရာတွေရှိတယ်ကျွန်တော်တွေ့ရတယ်เนาะအလိုမျိုးနေထိုင်နေဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မျိုးရောက်အကျယ်ကြီးပဲเนาะမျိုးပေါကြောင့်နေထိုင်အောင်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်เนาะကျွန်တော်ရွာစတိုင်နေဖြစ်ပါတယ်เนาะရွှေကြီးပဲရွှေကြီးပဲเนาะအလိုမျိုးနေထိုင်လေးပြန်ဒီတော့ကဒီမှာဆိုလို့ရှိရင်အာ toilet ရှိတယ်ပေါ့เนาะ toilet ရှိတယ်ဒီလို ိမ်သာတလုံးရှိပါကျွန်တော်တွေ့ရှိရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီနောက်ထွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရေချိုးမဲ့နေရာတွေပကံစီမဲ့နေရာတွေပေါ့နော်ပကံစီမဲ့နေရာရေချိုးမဲ့နေရာနောက်ပြီးတော့အနောက်ကခြံအကျယ်ကြီးကိုကျွန်တော်တွေ့ရှိရမှာဖြစ်ပါတယ်ဟိုနောက်ပြီးမှရေတွင်းတွေရှိရဲဒီမှာတက်တာရုံတွေကိုတောင်တွေဟိုစတိုးဆောင်တွေရှိတယ်ပေါ့နော်အမျိုးမျိုးနေထိုင်ဖြစ်ပါတယ်ဒါကအိမ်ရဲ့အနေထိုင်တွေပဲဖြစ်ပါတယ်